မြန်မာစာရေးသားများမှာစလုံးပေါင်းတပ်ပုံမှားရတဲ့အဓိကအကြောင်းရင်းတစ်ခုကအတန်တတန်အတွက်ဖော်ပြနိုင်တဲ့စလုံးပေါင်းဟာနှမျိုးသုံးမျိုးနဲ့အထက်ရှိနေတာကြောင့်ပါနမူနာပြရရင်ကျင်းဆိုတဲ့အတန်အတွက်တဲ့စလုံးပေါင်းဟာအခုလို၄မျိုးထိရှိနေတာမျိုးပါပါဠိစလုံးတွက်သုံးတဲ့ထာဝံဘဲနှမျိုးမှာလေရစ်ပါတဲ့ထာဝံဘဲဟာတတလင်းချင်းရဲ့ထာဝံဘဲကိုဆင်ထားတာဖြစ်ပြီးအထက်မှာပြတ်တန်းစာရတွေကိုရေးထားမှသုံးပါတယ် ဒါပေမဲ့တထေတို့ဌာနတို့ရေးတဲ့နေရာမှာတော့လဲရမပါတဲ့ဌာဝန်ဘက်ကိုပဲသုံးရပါတယ်ရှင်အတန်မတူပေမဲ့အတန်ချင်းနေဆက်လို့စင်တူယုံမဖြစ်ပြီးစလုံးချင်းမှတ်တတ်တာကတော့ဘင်းနေဘဲပါဘင်းဟာပင်နဲ့အနက်တူဖြစ်ပြီးလူပဲနတ်ပဲဟုတ်တာပဲလို့လို့စင်စစ်လို့အနက်ဖွင့်နိုင်ပြီးပင်ပင်လင်းနဲ့ဖလဲသုံးတဲ့နေရာမျိုးမှာသုံးရမှာပါမားနဲ့တွဲရင်ဘဲမားနဲ့မတွဲရင်ပဲလို့ခွဲခြားမှတ်သားနိုင်ပါတယ်ရှင် ပြုလုပ်သူကတားဖြစ်ကြောင်းပြတဲ့ကာနီယာမှာထွက်ခွာပြစကားဖြစ်တဲ့မာကူမှာတုံးလေးရှိပါတယ်။ကျောင်းကြီးမှာဖွင့်မစကားပြောကြမြည်ဘမောက်ခါမှာစူချီမြင်နေစဉ်တို့မှာပါတဲ့မာနီယာမှာကာကိုသုံးမှတရာသုံးမှကန္နာဖြစ်ပါတယ်။မာကိုတော့ရန်ကုန်မှမန္တလေးသို့သွားမြည်အိမ်မှထွက်လာသည်တို့မှာသုံးမှအသုံးမှဖြစ်ပါတယ်။ ဝကြခွဲတဲ့အခါပုံအထားသူပြောင်းရင်အတိပဲပြောင်းလာမျိုးအတိပဲနှခွာထွက်တာမျိုးဖြစ်တတ်တာကြောင့်ဆိုင်းရဆိုင်းရပုံစုနဲ့နီနီကပ်ကပ်ထားပြီးပို့ကအထူးအရေးကြီးလာပါရဲ့ရှင်။စာသင်ခန်းတွေတင်ရမဖြစ်ရန်ဆုံးမဤလိုရှိလိုက်ရင်စာသင်ခန်းဟာရမဖြစ်ရတဲ့နေရာဖြစ်တယ်လို့ဖော်ပြပြီးရမဖြစ်ရန်စာသင်ခန်းတွေတွင်ဆုံးမဤလိုရှိလိုက်ရင်တော့စာသင်ခန်းဟာဆုံးမရနေရာဖြစ်တယ်လို့ဖော်ပြတာဖြစ်ပါရဲ့ရှင်။